ကဲကျွန်တော်ဒီ DVB channel လေးကိုအစင်တသက်ကြည့်ရှုအပေးနေတဲ့ကဘာနဲ့နိုင်ငံအသီးသီးကညီကိုမောင်မတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနဲ့မနက်ခင်းလေးဖြစ်ပါသည်လို့ကျွန်တော်တို့ဒီ DVB channel ကနေပြီးတော့ share ပထမဆုံးစုမုံကောင်းတောင်းပေးပါရဗျကဲဟိုညီကိုတို့ဒီ season လေးကတော့ကျွန်တော် United နဲ့ပတ်သက်တဲ့သတင်းတွေအများကြီးကိုကျွန်တော်အနေနဲ့စုဝေးလာခဲ့တယ်အဲအဲ့သတင်းတွေအကုန်လုံးကိုညီကိုတွေကိုကျွန်တော်ကဒီ video နဲ့ဒီ video လေးထဲမှာပဲအကုန်လုံးကိုကျွန်တော် share ရဲလုပ်ပေးမယ်ပေါ့နော် ကဲဟုတ်ပြီအဲ့ဒီခါကျတော့ညီကိုရီအနေနဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြပါလို့ကျွန်တော်အနေနဲ့ဥစွာပထမမြစ်တာရက်ခံပါရပြန်တော့ကဲဟုတ်ပြီပထမအဆုံးသတင်းနဲ့စအောင်ပထမအဆုံးသတင်းကတော့နည်းနည်းလေးအဲထူးထူးဆန်းဆန်းသတင်းပေါ့နော်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒေါမွန်ရဲ့ကျွန်တော်တို့ right wing ကပေါ့နော်အဲအဲ့ကစားသမားပေါ့နော်ကျွန်တော်တို့အဒီရာမီလို့ခေါ်တယ်အဲသူ့ရဲ့ agent ကနေပြီးတော့ကျွန်တော်တို့ united တာဝန်ရှိသူတွေနဲ့ဆွေးနွေးနေပြီလို့သိရတယ် ဟုတ်ပြီသူ့ရဲ့အေဂျင့်ကကျွန်တော်တို့ဂျော်ဂျီမန်တက်ပေါ့နော်သူကကျွန်တော်တို့ United အသင်းဒီသားသမားကိုခေါ်ခြင်းလားမခေါ်ခြင်းလားဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေပြီလို့သိရတယ်ဒီနေရာမှာတစ်ချက်ပြောပြရရှိတယ်ညီကိုလေးအဲ့ဒါဘာလဲဆိုတော့ဒီကစားသမားကိုယ်တိုင်က United ကိုပြောင်းနေတာလားဒါမှမဟုတ်ရင်ဒေါ်မွန်အသင်းမှာသူညီငွေလာလို့လားအဲနောက်တစ်ခါကသူ့အနေနဲ့ကစာချုပ်ကစာချုပ်တက်တန်းကညီကိုလေး9နှစ်ရှိတယ်ပေါ့နော်9နှစ်ကိုမှအခုက6နှစ်ထဲကိုရောက်နေပြီအဲ့တော့ခါကျတော့ တော်မွန်အတင်းကများကျွန်တော်တို့အတင်းကိုပေါ့နော်အဲကစားတည့်ရတိုင်းမညီကိုတွေနော်အဲကစားသမားတွေဆိုရင်ကျွန်တော်တို့ United အတင်းကိုပေါ့နော်ပိုးလေးရှိရဲအထာလေးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ခါကျတော့ဒီတင်းကိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်နေသေးတယ်ဒါပေမဲ့လည်းဒီကစားသမားကဒီလိုမျိုးကျွန်တော်တို့ United နဲ့တင်းထွက်လာပြီဆိုတော့ဒီကစားသမားကဘလို့ကစားသမားမျိုးလဲဆိုတာကိုတော့ကျွန်တော်တို့လေ့လာမယ်ပေါ့နော်ဟုတ်ပြီဒီကစားသမားကတော့ကျွန်တော်တို့ အရက်အနေနဲ့ကတော့ကျွန်တော်တို့9ပြီ9လမရှိတယ်အသက်ကတော့ကျွန်တော်23တွေဝင်းကျင်ပဲရှိသေးတယ်ဗောနော်ပြောရမယ်ဆိုရင်တော့လူငယ်ကစားသမားပဲညီကိုရေနော်ဟုတ်ပြီဘဲဂျီအားတက်တဲ့ကစားသမားသူကဒေါမွန်အတင်းမှာကျွန်တော်400ဒီကြောင်ဖြတ်တန်းခဲ့ပြီးပြီ121ပွဲတတီဒေါမွန်အတင်းအတွက်ကစားပေးထားတယ်လောလောဆယ်မှာတော့ဒေါမွန်တွေ့တဲ့သူက26ကိုထိတွင်းပေးထားနိုင်တယ်လို့ကျွန်တော်တို့ဂိုးဖန်တီမူကတော့16ချိန်ထိလုံနိုင်တယ်ပေါ့နော်ဟုတ်ပြီသူ့ရဲ့အဓိကပိုဇီရှင်ကတော့ကျွန်တော်တို့ right wing ပေါ့နော်အဲဒါပေမဲ့လည်းသူတို့ တခုထူးခြားတာကကျွန်တော်တို့ဒေါမွန်ရဲ့ခုလက်ရှိကစားပုံနဲ့ကျွန်တော်တို့ရဲ့လက်ရှိကစားပုံကစားကွက် formation ကလုံးဝတူတူပဲညီကိုတွေနော်3421ကိုသူတို့ကလည်းခြေခံထားတယ်ကျွန်တော် United ကလည်းနီးပြအန်မိုရင်က3421ကိုခြေခံထားတယ်ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့ right wing တွေတော့ကလုံးဝနေရာမရှိဘူးအဲ့တော့ခါကျတော့အဲသူ့အနေနဲ့က AM နေရာမှာဆော့ရတယ်ပေါ့နော်အဲအဲ့ဒါအကြောင်းမလို့လားတော့ကျွန်တော်လည်းနားမလည်ဘူးပေါ့နော်ဒီအပိုင်းလေးကတော့ ဘာကြောင့်မလို့ဒီကစားသမားကဒီလိုကြီးချိတ်ဆက်လာတာလဲဆိုတာကိုတော့ကျွန်တော်တို့နောက်ပိုင်းသတင်းတွေကြောင့်မှကျွန်တော်တို့တစ်ချက်သိရမှာပေါ့နော်။ဘာဖြစ်ပါညီကိုရင်းတော့ဒီကစားသမားကတော့ကျွန်တော်တို့ United အသင်းကိုလာခြင်းနေပြီပေါ့နော်။အဲလာခြင်းနေတဲ့အရေးအောင်ပြတော့ရှိပါသေးတယ်။ဆွေးနွေးမှုလုပ်တယ်ဆိုတာကတော့အများကြီးအများကြီးလှုပ်ဆောင်ရမယ့်အဆင့်တွေတော့အများကြီးကျန်သေးတယ်ပေါ့နော်။ဟုတ်ပြီနောက်တစ်ပုတ်သွားအောင်နောက်တစ်ပုတ်ကလည်းထုံနီလကောင်းပဲညီကိုရီเนาะဒါကဒေါမွန်အတင်းရဲ့ကျွန်တော်တို့ CV ကစားသမားဖြစ်တယ်အဲသူ့နာမည်ကတော့ညီကိုရီနီကိုရှလော့ တာဘတ်လို့ခေါ်တယ်ဟုတ်ပြီသူကတော့အရက်ကတော့ညီကို6ပေ3လောက်ကြီးရှိတယ်အရက်မောင်းတော်တော် ကောင်းတယ်လို့ပြောလို့ရတယ်အသက်ကတော့25ဝန်းကျင်ပဲရှိသေးတယ်သူကလည်းကျွန်တော်တို့ဘဲကြီးအာတန်ကစားသမားပဲပေါ့နော်ဟုတ်ပြီဒီကစားသမားကိုလည်းကျွန်တော်တို့ United အသင်းနဲ့တော်တော်လေးတည်င်းထွက်လာတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ United အသင်းကနေပြီးတော့သူ့ကိုတော်တော်လေးစိတ်ဝင်စားရရဲ့ရောင်တွေပြလာတယ်အဲ့ဒါကလည်းအကြောင်းရင်းရှိတယ်ကျွန်တော်တို့လူရှောတို့မာတီနက်တိုကသာကျွန်တော်တို့ ပြောရမယ်ဆိုရင်ဒံယာပြဿနာတွေပေါ်လာမယ်ဆိုရင်ဒီဒေါမွန်ကပတိန်ကိုပေါ့နော်ကျွန်တော်တို့အနေနဲ့ကအသင့်အစားထိုးလို့ရတယ်ဆိုတော့ပုံစံမျိုးပေါ့ညီကိုတို့ရအမ်ဒါပေမဲ့လည်းညီကိုတို့ညော့သူ့အနေနဲ့က CB ဆိုပေမဲ့လည်းကျွန်တော်တို့ကျွန်တော်ရှိမှပြောသလိုပဲကျွန်တော်တို့ LB နေရာမှာလည်းကောင်းကောင်းစော့နိုင်တဲ့ကစားသမားနောက်တစ်ခုကကျွန်တော်တို့3 back မှာလည်းသူကအန်ဝင် ပြီးသားပေါ့နော်ဒီကစားသမားလေးကိုတော့တော်တော်လေးအမ်ဖြစ်စေချင်တယ်ကျွန်တော်တူတူတယောက်အမြင်ပေါ့နော်ဒါကတော့ ကဲဟုတ်ပြီနောက်တစ်ခုသွားမယ်ညီကိုတွေနောက်တစ်ခုကတော့ရှေ့မှာပဲကျွန်တော်တို့ကက်စမဲရိုရဲ့နေရာကိုဒီစေကူကိုနေဆိုတဲ့ကစားသမားလေးကိုကျွန်တော်အနေနဲ့ကပေါ့နော်ဝင်ကစားတဲ့နယ်လို့ recommend ပေးခဲ့ပေမဲ့လည်းအခုချိန်မှာတော့ကျွန်တော်တို့ United အသင်းတာဝန်ရှိသူတွေကတကူးကိုနေနေနဲ့ကျွန်တော်ဒီဇန်နဝါရီအပြောင်းရွှေ့မှာအဲပွဲထွက်ခွင့်ရဖို့ရအတွေ့အကြုံရဖို့ရအတွက်သူ့ကိုအငှားချဖို့စီစဉ်နေပြီလို့သိရတယ်ပေါ့နော် ကဲဟုတ်ပြီနောက်တစ်ပုတ်သွားမယ်ဗောနောနောက်တစ်ပုတ်ကတော့ညီကိုတွေကျွန်တော်တို့ရဲ့ Patrick Evra ဗောနောကျွန်တော်တို့ legend ကြီး Patrick Evra ကတော့ဒီ United အသင်းကကျွန်တော် United အသင်းဒီရာဒီမှာဗောနောကစားသမားခေါ်ယူမှုတွေလုပ်မယ်ဒီထဲမှာမှအဓိကနေရာဖြစ်တဲ့ကျွန်တော်တို့ကွင်းလေပိုင်းဗောနောကွင်းလေပိုင်းကိုခေါ်ဖို့ကကျွန်တော် United ရဲ့အဓိကပြစ်မှတ်ဖြစ်နေတယ်တယောက်ကတော့အနည်းဆုံးခေါ်မယ်ကျွန်တော်တို့နှစ်ယောက်သုံးယောက်ထိဖြစ်လာနိုင်တယ်ဗောနောကွင်းလေပိုင်းကိုအဲ့ထဲမှာမှ အဲအီရန်အနေနဲ့ကတော့သူ့ရဲ့ကွင်းလယ်ပိုင်းကျွန်တော်တို့ United ခေါ်မဲ့ဟာပေါ်မှာသူ့ရဲ့အမြင်လေးကိုကျွန်တော်တို့ Patrick Ibra ကပြောထားပါဗောနော်ဟုတ်ပြီ Manchester United ကွင်းလယ်ကစားသမားခေါ်မှုနဲ့ပတ်သက်ပြီးတော့ Patrick Ibra ကကျွန်တော်တို့အကြံပေးခဲ့တယ်ကျွန်တော်ကတော့တူးဆုံမနေပဲနဲ့ Carlo Bellaba ကိုပဲရွေးချယ်มาပါဟာတဲ့ United ကသူ့ကိုလိုချင်နေပြီးတော့သူ့နှလုံးသားက United မှာပဲရှိနေတယ်အဲ့ဒါကအကောင်းဆုံးခြေအနေပဲပြောချင်တာက ဒီကာလဘလပါအနေနဲ့ကကျွန်တော်တို့ United အသင်းအတွက်ပေးဆက်ချင်နေတဲ့ကစားသမားတယောက်ဆိုပြီးတော့သူမြင်တာကိုသူပြောပြတာပေါ့နော်ဟုတ်ပြီဒီကောင်လေးစီမှာရတဲ့စိတ်အားထက်သန်မှုနဲ့မပြီးဆုံးနိုင်တဲ့စာလောင်မှုတွေရှိတယ်နီးပြူဟာတွေကိုတင်ယူလို့ရပြီမဲ့စိတ်အားထက်သန်မှုကမွေးရပါဗီဇာတခုပါပဲဒါလည်းမှန်တာပဲညီကိုညီတော့ကျွန်တော်တို့ပြောချင်တာကခြေသွမ်းပိုင်းခြေသွမ်းပိုင်းတွေကအကုန်လုံးကလေ့ကျင့်ယူလို့ရတယ်ဒါပေမဲ့စိတ်သက်မကောင်းရင်ဘာမှလုပ်လို့မရဘူးအဓိကစိတ်သက်ပဲပေါ့နော် ဓိကစိတ်သက်ပဲဆိုတာကျွန်တော်ရှေ့မှာလဲရှေ့ view ရှေ့ view မှာလဲအများအပြောခဲ့တယ်ဘောတော့ကျွန်တော် United logo ပေါ်မှာပေးဆက်ခြင်းတဲ့ဒီကစားသမားတွေတာလင်းကျွန်တော်တို့ United အသင်းမှာကစားမယ်ဆိုရင်ကျွန်တော် United ကကျွန်တော်တို့အရင် United ကိုမမီဘူးဆိုရင်တောင်းမှာအရင် United ကိုအဲ sorry အရင် United ထက်မျက်နှာမငယ်ရတဲ့အသင်းမျိုးဖြစ်ကျွန်တော်တို့ United အသင်းကတဖြည်းဖြည်းနဲ့အသွင်ကူးပြောင်းလာလာနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဘောတော့ဟုတ်ပြီ လက်တို့အမ်မှုမှုဒါမှမဟုတ်ရင်လက်မန်းတို့ရဲ့စိတ်အားထက်သန်မှုနဲ့တရေနီအမှတ်စိတ်အတွက်သူတို့ကိုသူတို့မြှုပ်နှံလိုက်မယ်ဆိုရင်သူဟာအကောင်းဆုံးသောရွေးချယ်မှုတစ်ခုပါပဲဆိုပြီးတော့ပြောချင်တာကတော့အီရာကြီးကတော့ကာလော့ဘလဘာကိုလုံးဝကိုသဘောကျတယ် recommend ပေးသွားရပေါ့နော်ကဲဝီနောက်တစ်ပုတ်သွားမယ်ပေါ့နော်နောက်တစ်ပုတ်ကတော့ကျွန်တော်တို့အဲဒီဘုံမောက်ကကစားသမားကျွန်တော်တို့အန်တိုနီဆက်မညိုအနေနဲ့ကသူ့အနေနဲ့ကသူ့ဘုံမောက်အတင်းကနေထွက်ခွာနေတယ်ဆိုပြီးတော့ ထွက်ခွာဝင်တင်လိုက်ပြီလို့သိရတယ်ဗောနော်ဟုတ်ပြီဒီကစားသမားအနေနဲ့ကလည်းရှေ့မှာကျွန်တော် United နဲ့တည်င်းထွက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဆက်လက်စောင့်ကြည့်ရမယ်ဗောနော်ဟုတ်ပြီနောက်နောက်တစ်ပုတ်ကိုသွားမယ်နောက်တစ်ပုတ်ကတော့ညီကိုရိမန်ယူအသင်းရဲ့ကျွန်တော်တို့ Manchester United အသင်းရဲ့အတုံးစီးနဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့ဒါလေးကျွန်တော်တို့ထွက်ပေါ်လာတယ်ဘာလဲဆိုတော့ကျွန်တော်တို့ United အသင်းကဒီရာဒီမှာ Champion League ဝင်ခွင့်ရမယ်ဆိုရင်ကျွန်တော် United အနေနဲ့ ယူရို250လောက်ထိကိုအဲယူရို250တန်းလောက်ထိကိုတုံးမယ်လို့သိရတယ်တကယ်လို့ချန်ပီယံလိဝင်ခွင့်တာမရဘူးဆိုရင်တော့ယူရိုကျွန်တော်တို့အဲပေါင်တန်150ဝင်းကျင်လောက်ပဲအတုံးပြူရလိမ့်မယ်လို့သိရတယ်ဗောနော်ကဲဟုတ်ပြီနောက်ဆုံးတစ်ပုတ်နဲ့သွားမယ်ဗောနော်နောက်ဆုံးတစ်ပုတ်ကတော့ကျွန်တော်တို့ဇီဇီဗောနော်ဒီဇီဇီကတော့ညီကူလူလက်တည့်ရဲ့အတိုင်းပဲကျွန်တော်တို့ဒီဇန်နဝါရီအပြောင်းရွှေ့မှာကျွန်တော်တို့ယူနိုက်တက်တင်းကနေပြီးတော့ထွက်ခွာဖို့အတွက်ထွက်ခွာဝင်တင်ထားတဲ့ကစားသမားဒါပေမဲ့သူ့ကို လိုက်နေတဲ့အတင်းတွေကလည်းအများပြားရှိတယ်ကျွန်တော်တို့ဒီထဲမှာမှထိတ်ဆုံးကနေပြီးတော့တစ်ပြေးနေတာရူမာတင်ပေါ့နော်စီးရီးဒီနာမည်ကြီးကလပ်ရူမာတင်ကကျွန်တော်တို့စီစီကိုကျွန်တော်တို့အဲသူတို့အနေနဲ့လိုချင်တယ်ဒါမှမဟုတ်အငှားနဲ့ဆိုရင်လည်းအငှားနဲ့အပိတ္တပါတဲ့စာချုပ်ဆိုရင်လည်းအပိတ္တပါတဲ့စာချုပ်ကိုချုပ်ဆိုဖို့သူတို့ကအသင့်ဖြစ်နေတယ်ဒါပေမဲ့ဒီနေရာမှာအခက်အခဲလေးတစ်ခုရှိနေတယ်ညီကိုတွေဘာလဲဆိုတော့ဇီဇီရဲ့မြင်မာတဲ့လာစာအဲ့လာစာကိုကျွန်တော်တို့ယူနိုက်တက်အသင်းဘက်ကတစိတ်တစ်ပိုင်းပေးဖို့အတွက်ကို သူတို့အတင်းဘက်ကနေမျောလင်းနေတယ်ဒီလာတာမြင်မာတဲ့ဟာတွေကလည်းဘောနော်ဒီရှေ့မှာရှေ့မှာဒီနီးပြားတွေကျွန်တော်တို့ပြောရမယ်ဆိုရင်အတင်းတောင်ရင်ရှိသူတွေရဲ့စောက်သုံးမကြပုံတွေကတော့ဒီချိန်ထိကိုရိုက်ခတ်နေတော့မယ်ကစားသမားတွေကိုကျွန်တော်တို့မတန်မဆတွေပေးခေါ်တယ်နောက်တစ်ခုကလာစာတွေလာစာတွေဆိုတာအများကြီးကိုရေးပေါ့ပေါ့ပဲပဲသူတို့မပေးရတဲ့အတိုင်းကိုပေးလွတ်တာ ိုက်ပြဿနာတွေကအခုဆိုရင်တက်နေတာပဲညီကိုရေနော်ကစားသမားတွေလာတာရှော့ယူဖို့လာတာရှော့ယူဖို့အခုကျွန်တော်တို့ Harry Maguire နဲ့ကျွန်တော်တို့အခု Casemiro ဆိုရင်လည်းလာတာရှော့ယူမယ်ဆိုရင်စာချုပ်ဆက်ချုပ်မယ်ပုံမှန်လာတာလောက်ကိုပေးထားမယ်ဆိုရင်ညီကိုတို့ရေဒီချိန်မှာအိုက်လာတာလောက်ကတော့ United ကပေးနိုင်တယ်ဒါပေမဲ့မတန်တဆဖြစ်နေရဖြစ်တဲ့အတွက်ကျွန်တော် United အသင်းအခုချိန်ဒီအခုချိန်ဒီတိုင်ပတ်နေရတဲ့ပြဿနာတွေကိုရှင်းနေရတယ်အခုဇီဇီပြဿနာလည်းဒီပြဿနာပဲညီကိုရေနော်လာစာများနေရဖြစ်တော့ဒီဘက်အသေးနေရစဉ်းစားနေပြီပေါ့နော် 음ဒါကလည်းကောင်းတဲ့ချက်လားမကောင်းတဲ့ချက်လားဆိုတာကိုတော့အဲကျွန်တော်တို့သုံးသက်ကြည့်မယ်ဆိုရင်တော့လိုပဲဖြစ်ဖြစ်ပါတော့ကျွန်တော်တို့ကစားသမားပါပဲစီစီကလည်းစီစီကလည်းကျွန်တော် United အတွင်းမှာကစားချင်တာဖြစ်တယ်ဒါပေမဲ့လာစာကြီးကကျွန်တော်ရှိမှပြောသလိုပဲအရန်များတာဖြစ်တယ်တော့ကျွန်တော်အနေနဲ့လာစာလည်း short ချရမယ်ကစားသမားအစ်တွေခေါ်မယ်ဆိုရင်ဒီကစားသမားတွေကိုလည်းတေချာဘောက်ကရောင်းထုတ်ပြီးတော့မှသာကျွန်တော်တို့အဲပို့ပြီးတော့ငွေသုံးနိုင်မယ်ပေါ့နော်လုံးဝကျွန်တော်ရှိမှပြောခဲ့သလိုပဲကျွန်တော်တို့အတင်းက ကစားသမားအထွက်မပြဘူးဆိုရင်ကျွန်တော်တို့အနေနဲ့ကပေါင်တန်း150ဝင်းကျင်လောက်ပဲသုံးနိုင်မှာပေါ့နော်ဒီပေါင်တန်း150ဝင်းကျင်ဆိုရလဲကစားသမားကောင်းတယောက်ခေါ်တာနဲ့တင်ကိုပဲပြီးသွားလောက်မယ်နေထားပေါ့နော်အများကြီးမရနိုင်ဘူးအဲ့တော့ခါကျတော့ကျွန်တော်ရှိရင်းတဲ့ကစားသမားတွေတချို့လာတာများတဲ့ကစားသမားတွေကိုလည်းကျွန်တော်အတင်းကနေပြီးတော့ရောင်းထုတ်သွားဖို့တော့လိုအပ်နေတယ်ပေါ့နော် ကဲဝီညီကိုရီးယားအမြင်လေးကရောဘယ်လိုရှိတော့ညီအဲကျွန်တော်တင်ဆက်ပေးတဲ့သတင်းလေးဒီမှာညီကိုရီးယားအမြင်လေးတွေကိုလည်းကျွန်တော်ကို comment section လေးမှာမန်းခဲ့ပါမှာနော်ဟုတ်ပြီကျွန်တော်ရဲ့ video ကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုမောင်နှံတယောက်ချင်းညီကိုကျွန်တော်အနေနဲ့ကျေးဇူးထူးတင်ရှိပါတယ်ဗျဟုတ်ပြီကျွန်တော်ရဲ့ video ကိုကြိုက်နေတတ်တဲ့ဆိုရင်လည်းညီကိုရီးထုံးတဲ့အတိုင်း like and subscribe လုပ်ခဲ့ဖို့တော့မမေ့နိုင်အောင်နော်